ီနေ့မှာတော့မီဒီယာတွေပေါ်မှာနာမည်မကြီးပေမဲ့ညီရင်မှာအရက်ခတ်တက်တော်အေအေနဲ့အတူထပ်တူအသက်ပေးတိုင်ပွဲဝင်နေတဲ့တပ်ဖွဲ့တစ်ခုအကြောင်းကိုပြောပြခြင်းပါတယ်နောက်နောက်ဆက်တဲ့ခုနေဧပြီလ29ရက်နေ့မှာတက္ကသိုလ်ကျောင်းသားများတက်မှတ်ကမှလူငယ်22ဦးအား ရခိုင်တပ်တော်၏ဌာနစစ်ပညာသင်ယူခဲ့ပြီးနောက်ကျောင်းသားလေယုံတပ်တော် SAF ကိုတည်ထောင်ခဲ့တာဒီနှစ်ဆိုရင်၄နှစ်ပြည့်နောက်ခဲ့ပါပြီခုချိန်မှာတော့တပ်ဖွဲ့ဝင်အင်အားထောင်ကနန်းတည်ရှိလာပြီးရခိုင်ပြည်နယ်အပါအဝင်စစ်ဒေသ၃ခုမှာအရခတ်တပ်တော်အင်းနဲ့ထပ်တူအသက်ပြီးတိုက်ပွဲဝင်နေပါတယ်အမ်းမြူသိန်းတိုက်ပွဲမှာ အရခတ်တက်တော်အေးနဲ့အတူကြောင်းတန်းလက်ယုံတက်တော်မှသတားအင်အားအများပြားဟာပါဝင်ဆင်နေခဲ့ပြီးထိခိုက်ကြဆုံးမှုများနဲ့ကုလအင်ကပေးဆက်လိုက်ရသူအယောက်ပေါင်း90ချော်ထိရှိခဲ့ပါတယ်။ဒီတိုက်ကတိုက်ပွဲတိုင်းမှာကြောင်းတန်းလက်ယုံတက်တော်ပါဝင်သလိုစကိုင်းမကွေးနဲ့ပကူစတဲ့စစ်ဒေသတွေမှာလည်းသက်ဆိုင်ရာဒေသခံအင်အားစုတွေနဲ့ပူးပေါင်းပြီးတော့တိုက်ပွဲကြီးငယ်အသက်တွေကိုဖော်ဆောင်လျက်ရှိပါတယ်။ ရခိုင်တပ်တော် EA ဟာဒီမဒေတာတွေတဲ့ကိုစဉ်ညာနာဖြတ်ကျန်ရမှာအထူးကဖြိုးစစ်ဝင်းယူကြည့်တုံးမှုရှိပါတယ်။မကွေးတိုင်းမင်းဘူးခရိုင်အမ်ဗရန်လန်၊ပဲခူးတိုင်းပြီးခရိုင်ကီတောင်ကုန်းလန်၊ ERI တိုင်းဟင်္ဒရာခရိုင်ကငတိုင်းကြောင့်လမ်းမိုက်နေပါ။ဒီထဲကမှအမ်ဗရန်လန်နဲ့ ဒီတောင်ကိုလမ်းမိုင်းတွေကိုအရက်ခတ်တက်တော်အီနဲ့အတူကြောင်းတန်းလက်ယုံတက်တော် SAF အပြည့်အဝထိန်းချုပ်စိုးမှုနိုင်နေပြီဖြစ်ပါတယ်။အနောက်စစ်မျက်နှာအတွက်အရေးပါတဲ့ပသိမ်မိုးရလမ်းမိုင်းကိုလည်းအပြည့်အဝမထိန်းချုပ်နိုင်သေးပေမဲ့အချိန်မရွေးဝင်ရောက်တပ်ပွဲဖော်ဆောင်နိုင်တဲ့အခြေကိုစိုးမှုထားနိုင်နေပြီပဲဖြစ်ပါတယ်။ကြောင်းတန်းလက်ယုံတက်တော် SAF ဟာစကားဆိုင်အသက်သွေးကြောဖြစ်တဲ့စစ်တပ်နဲ့ပြည်စည်းထုတ်လို့ရေးဂါပစာစက်ယုံများတရှိရာဒေတာတွေကိုထူးဖောက်ဝင်ရောက်နိုင်မှုအတွက်လုံမဲတဲ့သုံးနှစ်ကလေးကအရက်ခတ်တက်တော်အီနဲ့အတူ ူးပေါင်းပြင်ဆင်ခဲ့တာပါ2021ခုနှစ်တည်းကတပ်ပစာအများပြတည်ရှိရာ ERE မြင့်အနောက်ချမ်းမင်းဘူးခရိုင်ရဲ့ပြီးခရိုင်ကမှာအခြေခံစစ်တေသားတွေကိုတိစောက်ထားခဲ့ပြီးဖြစ်ပါတယ်။ရရှိချိန်မှာတောင်းတလယုံတက်တော် SAF နဲ့ RX တက်တော် EE တို့ရဲ့ထိုးစစ်တေရာစားကဆရဲ့ရမ်းချက်ဆက်ယုံကပ်ပစာ၁၄နဲ့ထောင်းမိုင်အကွာအထိကိုရောက်ရှိလာပါပြီ။ဒီဆက်ယုံဟာပြိုလဲသွားရင်စားကဆရဲ့စစ်နက်နက်ပစ္စည်းထုတ်လုပ်မှုအပေါ်မှာရန်ခတ်မှုကြီးမားပါလိမ့်မယ်။ ပဲဘကိုးတိုင်းနဲ့မှာလဲကပ္ပစ9 6 9 9စိတ်ယုံနေနဲ့ minus 10ခန့်အကွာအထိကိုထူးပေါက်ဝင်ရောက်လာနေပြီးတော့ ocean ပင်ပတ်ကိုလည်းစီကြောင်းကတဖြည်းဖြည်းထူးပေါက်နေပါတယ်မြို့ပေါ်ဆန္ဒပြပွဲတွေထဲမှာပြည်သူလူထုကိုကိခတ်ဖြိုခွင်းခဲ့တဲ့တမ99 9 6 6ကစက္ကစတပ်သားတွေကိုလည်း SAF အနေနဲ့ လက်ရဖမ်းမိထားပါတယ်။သက်စီအဖာမီဒီယာတွေပေါ်မှာနာမည်မကြီးပေမဲ့မြေပြင်မှာတော့အာရခတက်တော်အီနဲ့အတူစီရေးအရာအမှန်တကယ်အရေးပါတဲ့ပြစ်မှတ်တွေကိုခြေမုံးရရှိပါတယ်။တကယ်ဆိုရင်အာရခတက်တော်အီရဲ့မဟာမိတ်ဆိုတာထက်ကိုပူပါတယ်။ဒီအဖွဲ့ကိုကူးဆောင်နေတာကအသက်20ကျော်လူငယ်တွေအများစုပါ။နိုင်ငံတော်ကိုစောက်ဖို့ဘာလို့ပို့ပြီးတော့အားတောင်းခံတာရုပ်ဖို့လိုတယ်။ရုပ်ရှင်နဲ့သီယုဆောင်ဟန်နီနွေဦးပါလေအကြည်ရဲ့အရာရှိတယောက်အနေနဲ့ SCF မှာတာဝန်ထမ်းဆောင်လေးရရှိပါတယ်စီဦးစီးရုပ်ကတော့ကိုမင်းလက်အုပ်ကဖြစ်ပါတယ် နောက်ဘက်ဆင်းမျက်နာရဲ့အရေးကြီးမှုကကပ္ပစာဖြစ်တယ်။ကပ္ပစာတွေကအရာရင်မြစ်ကိုနှစ်ဖူးတင်ပြီးတော့တည်ရှိတာပေါ့။ကျွန်တော်တို့ကကပ္ပစာတွေကသာအွန်လိုင်းအင်အားစုတွေကတိမ့်ပိုက်နိုင်တယ်၊ထိမ့်ချုပ်နိုင်တယ်၊ဖြိုချဖျက်ဆီးနိုင်တယ်ဆိုလို့ရှိရင်ကပ္ပစာတွေမရှိတော့ရင်စစ်တပ်ဆိုတာမရှိတော့ဘူး။အဲ့လောက်ထိကိုရေးပါ SAF နဲ့ BBLA ဟာနိုင်ငံရေးခင်ကြက်တွေတော်မြင်မဲ့ဒူရတာတွေ့ရပြီးတော့တရားဝင်မဟာမိတ်လည်းပြုထားပါတယ်။ စကိုင်းနဲ့မကွေးဒေသတွေမှာလည်းမကြခင်မှာ SAF နဲ့ BBLA တို့ရဲ့ပူရက်စီရေးဖော်ထားမှုတွေကိုမြင်တွေ့လာရဖို့ရှိပါတယ်။ SAF ရဲ့နိုင်ငံရေးမှန်းချက်တွေကတော့တိုင်းရင်းသားများအားလုံးကုကံကြမှာကိုလွတ်လပ်စွာဖန်တီးခွင့်ရရှိရေးလူမှုလွတ်မြောက်ရေးစစ်အာဏာရှင်စနစ်တိုက်ခိုက်ရေးဒီမိုကရေစီနဲ့နိုင်ငံရေးတို့ပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာလည်းအရခတ်တက်တော် EE နဲ့အတူကင်းထန်တဲ့တိုက်ဝဲတွေကိုဆက်လက်ဆင်နွှဲနေပြီးတော့တပ်သားတွေများကိုလည်းခေါ်ယူနေပါတယ်။ကျောင်းသားတယုံတက်တော် SAF မှာစစ်မှုထမ်းပြီးတော့လူပိုတိုင်းတိုက်ပွဲဝင်ခြင်းရင်တော့လည်းဟော ဝီဂျီရထုတ်မှန်ပေးခြင်းတော်၎င်း၎င်းတို့ရဲ့ Facebook စာမျက်နှာ S T U D E N T student F R U N D found student found ဒီ Facebook စာမျက်နှာကိုဆက်သွယ်နိုင်ပါလေ။စီယူစီရုပ်ဖြစ်သူကိုမင်းလက်ဥက္ကရဲ့မှတ်သားစရာစကားလေးတစ်ခုကတော့အများပြည်သူကိုအလင်းရောင်ပေးဖို့အတွက်ကျွန်တော်ရဲ့ဘဝတွေဟာလောင်ကျွမ်းခံနိုင်ရမယ်ဆိုတာပါပဲ။အဆုံးတင်နိုင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗနာကလစ်ခါပါအရေးတော်ပုံပေါင်ရမည်